ရွှေမြောင်းလေးရဲ့ချစ်ပုံမြင် Princess House စကားရင်ကရှင်းပြကြောင်ပြလာပြီလို့ IT မှာပုံတင်လာခဲ့တယ်မင်းမီးရောအာဟင်ပရိသတ်ကြီးကျမတို့ငယ်တာအသိဆွဲကြရတယ်ရွှေမြောင်းလေးရဲ့ချစ်ပုံမြင်စကားရင်ကမင်းမီးလေးရှင်းပြကြောင်ကတော့ခံမဲ့ပြန်လာခဲ့ပါပြီနော်မင်းမီးလေးရောအာဟင်ကသူမရဲ့ Instagram နဲ့ YouTube တို့မှာဗီဒီယိုနဲ့ပုံလေးတွေတင်ပြီးတော့သူမရဲ့ Makeup Vlog လေးတွေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်လုံခြုံရေးနဲ့နှစ်ဆယ်ကျော်ကရှင်းပြကြောင်ပုံစံကိုပြင်မာဖြစ်တော်မူလို့ ပရိသတ်ကြီးရင်ခုန်ဆောင်စားကြည့်ရှုရမှာပါအရင်ရှင်ကျေကြောင်နဲ့ခုကျေကြောင်နဲ့ဘသူကပုံကလေးဆိုတာဆုံးဖြတ်ပြီဆိုပြီးတော့ပြောထားပါသေးတယ်မြင်းသမီးလေးယွာဟီကခုဆိုရင်အသက်ရွယ်အပြင်တော့40ကျော်ပြီဖြစ်ပေမယ့်လွန်ခဲ့တဲ့20ကလောပဲလူကီယိုနီစေဖြစ်ပါတယ်ခနာကိုချိုးစားကစားပရင်ဆာဟောက်ထဲကလောတက်လက်နေပြီးတော့မင်းသမီးလေးဖြစ်နေတာပေါ့နော်မင်းမီလေးရောင်းအောင်ဟာသူမရဲ့ပရင်ဆာဟောက်စကားရိုက်ကြရင်ဟာအဲ့လိုပုံစံလေးကိုပြန်တည်ရပြီးတော့ တမအေဂျင်စီနဲ့တိုင်ပင်ပြီးတမရဲ့ဖန်တွေကို surprise တိုက်ခဲ့တာပဲဖြစ်ပါတယ်။ချင်းမင်းသားလေးရဲ့ချစ်ပုံမြင်စကားတိုင်းကနာမည်တစ်ခုရလာခဲ့ပြီးတော့အောင်မြင်မှုတွေအများကြီးကိုဆွခွင့်ရလို့ပါနော်။ Prince ကတမရဲ့မိသားစုနဲ့အကျိုးကိုမရရတဲ့အနေနဲ့ဆက်ဖို့ကြိုးစားနေတူပါနော်။ဒီလိုနဲ့သူတို့မိသားစုရဲ့ကံကိုပြောင်းလဲစေခဲ့တဲ့တော်ဝင်လက်ထပ်ပွဲငယ်ရင်ဆိုင်ရပြီးကောက်ခံငင်ကအင်းရှိဆန်မိဖုရားလေးဖြစ်ခဲ့ပြီးတော့ငင်းသားနေရာရဲ့အခြေရှုပ်တော်ကိုကြားထဲမှာဦးလေးလေးကောင်မလေးဖြစ်နေတဲ့တေဥဆောင်ကဖြစ်ပါတယ်။ ပရင်ဆာဟောက်စကားဟာရေတင်ကျမသွားဘဲနဲ့ယနေ့ထိကိုအားပေးကြီးကျူးနေသူအများကြီးရှိပါတယ်။လွန်ခဲ့တဲ့20ကကိုရီးယားနန်းနဲ့စကားကိုပါယနေ့ခင်းနဲ့ရှင်တွဲပြီးတော့ရိုက်ပြသွားတဲ့အတွက်လည်းကြီးကျူးသူပရိသတ်တွေကိုအမြင်ဆန်းပြီးတော့ရတတမျိုးကိုပေးနိုင်တာပါနော်။ကိုရီးယားရဲ့ဘင်းရစနစ်ဟာဆိုရင်2006ခုနှစ်ထိကိုကျင့်သုံးနေပြီးတော့2006ခုနှစ်မှာကိုရီးယားနိုင်ငံကသမရစနစ်ကိုကျင့်သုံးဖို့ကြိုးစားခဲ့ပြီးဒီလိုရင်းနဲ့တူရှင်တွဲနေထိုင်ခဲ့တဲ့ တမနာရူဘိုဟွန်ကျောင်းကိုပရင်ဆာဟိုတယ်မှာထည့်သွင်းပုံဖော်ခဲ့ရဖြစ်ပါတယ်နော်။ဇကားရဲမှာပါဝင်ကြတဲ့တရုတ်ဆောင်လေးအားလုံးကလည်းဒီဇကားပြမြရဲ့အတွက်ယာရင်နန်းဆောင်မှာတလားကြတဲ့ဒီကိုနေထိုင်ကရှေကူမှုတွေပြုလုပ်ခဲ့ရတယ်လို့ဆိုရင်မိမိလေးယွန်အင်းကသူမဟာကုဆိုင်အသက်ရဲ့ပိုင်းခြားတဲ့သူတို့ရောက်ရှိနေပြီးတော့သူမရဲ့ငယ်ဘဝအမတ်တရားဖြစ်တဲ့အောင်ပြည်ဆုံးဇကားရဲကကရီတာလေးဖြစ်တဲ့ရှင်ကျဲကြောင်ပုံစံလေးကို flashback ပြန်လေးမျှဝေပေးခဲ့တာဖြစ်ပါရင် IG က braid တွေကိုချီးကျူးနေပြီးတော့ လွန်ခဲ့တဲ့20ကရှင်ကျေကျောင်းကိုပြောင်းပြင်နေရတဲ့ဘယ်ကျေကျောင်းလေးရေလွန်လိုက်တာဆိုပြီးတော့ပြောပြခဲ့ကြတာဖြစ်ပါတယ်။ရှင်ကျေကျောင်းရင်ဘယ်လိုရေရှုပ်တယ်ဘလော့ဂ်ကြီးရုပ်ပေါင်းလေးဆိုရင်ကျောင်းဝတ်စုံစကန်အပေါ်အားကစားဘောမီကြီးနဲ့လက်မလေးနုပညာတန်ခါလက်ရည်နဲ့ကောင်းမလေးချင်းပြေဘောမီနဲ့စတုံးပြုတ်လောက်ထားတာဖြစ်ပါတယ်။ဒီလိုပုံစံတစ်ထည်ရတဲ့တူအောင်ပြုတ်လုပ်ပြီးတော့မမီယွန်ဟာဟင်းဟာလွန်ခဲ့တဲ့20ကရှင်ကျေကျောင်းပုံစံမျိုးဖြစ်ပြီးဗီဒီယိုနဲ့ပုံလေးတွေတင်ပေးခဲ့လို့လည်းဖြစ်ပါတယ်။ င်းသမီးရင်းဝဟင်ကပရိသတ်ကြီးရဲ့ကမ္ဘာဒီနေ့မိတ်ကပ်လုပ်လေးတစ်ခုပြင်ဆင်ရရှိပါရင် preview မှာပြန်ထားရင်ရှင်ကျေကောင်ပြင်ပေးပါပါအရင်ကရှင်ကျေကောင်နဲ့အခုရှင်ကျေကောင်ဘယ်လိုနေလဲလို့မေးရဖြစ်ပါရင်ဒီကျနဲ့ Instagram ကပရိသတ်ကြီးကလည်းအရင်ရှင်ကျေကောင်အတိုင်းကိုနုပြော်တာနဲ့ဗားစေးကြီးများစားတာလဲနှစ်သမီးလေးအတိုင်းပါပဲလို့ချီးကျူးနေကြတာဖြစ်ပါရင်ဒီမှာကလည်းဒီလို20ကျော်ဖန်ပြီးပုံမှာအញ្ញံငုံရေးခုံနေပြီးတော့ကိုရိုင်းမိကနဲ့ပြင်ရတာမဟုတ်လို့ပို့ပြောပါရလို့နှုတ်ဆက်စကားပြောပြခဲ့ပါရင်ဒီတော့ပရိသတ်ကြီး င်းမင်းကြီးရောက်ဟဲ့ဘရက်ဆောင်တဲ့ကရှင်းရကြောင်ကရက်တာလေးကိုပြန်ကြည့်ချင်တယ်ဆိုရင်အခုနေ့လေးနေလဲရှိပါသေးရဲ့နော်။သက်ဆိုင်ရာ Facebook နဲ့ Telegram တို့မှာ Prince House ရှာပြီးကြည့်လို့ရပါရဲ့နော်။